မင်္ဂလာပါဒီချက်တီနာဖြစ်ပါတယ်ဒီချက်တီနေ့တင်မှာက grade 11 math ရဲ့ chapter 1လေးမှာကျန်နေတဲ့ပုံစံလေးတွေပြန်ဖြည့်ပေးနေတာဖြစ်ပါတယ်အော်ဒီနေ့က exercise 1.1ရဲ့ number 7လေးဖြစ်ပါတယ်ဒီချက်က grade 10 11 12ကိုပညာဒါနတင်ပေးနေတဲ့ channel ဖြစ်တယ်ဒါကြောင့်မလို့ channel ထဲဝင်ပြီး10 11 12ကလေးဆိုရင် playlist ထဲမှာကိုကြည့်ချင်တဲ့အတန်းနဲ့ chapter ကိုရွေးချက်ကြည့်ရှုနိုင်ပါတယ် exercise တွေကိုကိုက example တွေ exercise တွေ notes တွေကို video ရဲ့ကာပါပေါ်မှာဖတ်ပြီးတဲ့အခါမှာကိုကြည့်ချင်တဲ့အပိုင်းလေးတွေကို part အပိုင်းလေးတွေ1 2 3မှာရွေးချက်ကြည့်ရှုနိုင်တယ် exercise တွေမတွေ့တဲ့ဟာတွေရှိခဲ့ရင်ဟိုနောက်အထိဆက်ကြည့်ပေးပါကဲဟုတ်ပြီအဲ့ဆိုချက်ရကြည့်အောင်နော် exercise 1.1လေးက number 7လေး7လေးမှာက given that given that ဆိုတော့ဘာလို့ထားလဲပေးထားတယ်တဲ့ that expression expression လို့မြင်ပြီးဆိုအဲ့ဒါကိန်းတန်းပဲပေါ်ပြချက်လို့ပြောထားတာနော်ဆိုတော့ကိန်းတန်းမြင်ပြီးဆိုအရင်ဆုံးဘာလို့လို့ပြောထားလဲ ် f(x) လို့ထားမယ်။ထားပြီးတဲ့အခါမှာ leaves တဲ့ leaves ကကျန်တယ်။ the same remainder အကျွင်းကျန်တယ်။အဲ့ဒီအကျွင်းက same နဲ့ဘာဖြစ်တယ်လဲ2တဲ့အကျွင်း2တဲ့ပွင့်တဲ့ divided by divided ဆိုစားမယ်။ဘာနဲ့စားမလဲဆိုတော့ x + 1ရဲ့ x - 2နဲ့စားမယ်ဆိုရင်တဲ့အကျွင်းက same ဖြစ်တယ်တဲ့2တဲ့နော်။အကျွင်းတစ်ခု2တဲ့ 5a ဆိုတော့ a ကိုရှာတဲ့ နော် find a ဆိုတော့ a ကိုရှာပါ in terms of b ဆိုတော့ a ရဲ့ဒီဘက်ကအဖြေထဲမှာ b ပါရမယ်တဲ့ in terms of b ဆိုတာ b ပါတော့အဖြေ in terms of ရဲ့အဓိပ္ပာယ်က b ပါတော့အဖြေနော်အဲဆိုတော့အဖြေထဲမှာ b ပါအောင်တွက်ပြီလို့ပြောလိုက်တာဒါဆိုအရင်ဆုံးတစ်ချက်တော့ f of x ထားမှာဖြစ်တဲ့အတွက် let ပေါ့နော် let f of x f of x လေးကိုပြန်ကူးမယ် x cube minus ax square plus bx plus c ဒါကပေးတာပေးတဲ့ဟာလေးကိုထားပြီးသွားတဲ့အခါမှာဒီကျွန်တော်ကအဲ့ဒီ f(x) လေးကိုဘာနဲ့စားမှလဲဆိုတော့ x + 1နဲ့လဲစားမယ် x - 2စနဲ့လဲစားမယ်เนาะဒါဆိုရင် x + 1နဲ့ f(x) ကိုစားမယ်ဆိုရင် remainder ကဘာလဲ f - 1เนาะ x minus 2နဲ့ f of x ကိုချားမယ်ဆိုရင် remainder က f of 2เนาะအဲ့ဒီခါမှာတဲ့သူတို့နှစ်ခုဟာတဲ့ same လို့ပြောတဲ့အတွက်ဒါနဲ့ဒါနဲ့ဒီအကျွန်းနှစ်ခုပါဖြစ်လဲ2တယ်လို့ပြောထားတာဒါကြောင့်မလို့ဒီချက်တို့ရဲ့ပေးချက်ကလေးကပါတယ်လေ f of minus 1ဟာ same remainder ဘာနဲ့တူလဲ f of 2နဲ့2တယ်လို့ပြီးလိုက်တာဖြစ်တယ် ရမလားကဲဟုတ်ပြီအဲ့ဒီကနေဆက်တွက်ပြီး a ကိုရှာရုံပဲဒါကြောင့်မလို့အဲ့ဒီကနေ a ရှာမယ်ဆိုတော့ f 1လို့ပြောရင်ဒီ f x ရဲ့ x တီမှာဘာတွေလိုက်ထက် -1 နေလိုက်ထက်ပြီးဒီအောက်မှာရေးမယ်ဒါကြောင့်မလို့ -1 the whole 2 a into -1 the whole square plus b into -1 plus c เนาะဒါကပါအတွက်လေဒီဘက်က f or minus 1အတွက်တခုရပြီပြီးရင် equal to เนาะဟိုဘက်ကကျတော့ f of 2လို့ပြောတဲ့အတွက် x နေရာတွေမှာဘာတွေထက်2တွေလိုက်ထည့်မယ်เนาะဆိုတော့2တွေလိုက်ထည့်တော့2 cube minus a into 2 square plus b into 2 plus c နော်ကဲဟုတ်ပြီဒါဆိုဒီမှာကလေးတို့တွေ့တာဘာတွေ့လိုက်လဲဆိုတော့ C နဲ့ C နဲ့တူတာတွေ့တဲ့အတွက်ကြည်သွားတယ်ဆိုတော့ဒီမှာစိုက်ရေးမှာက -1 3ထပ်ဆိုတော့အနုတ်3ထပ်က -1 -1 နှစ်ထပ်က +1 +1 ရဲ့ရှေ့မှာ A ရှိတဲ့အတွက်ပါလေ -A ဒီက -1 နဲ့ရှေ့က +1 မြောက်တော့ -B ဒါဒီဘက်ကျန်တာပေါ့နော်ဟိုဘက်မှာကျန်တာက2 3ထပ်က8နဲ့2ထပ်က4ဆိုတော့ minus 4 a 2နဲ့ b နဲ့မြောက်တော့ 2b เนาะအဲ့ဒီမှာ 5a လို့ပြောတဲ့အတွက်တချို့က a ကိုတစ်ဖက်စုလိုက်မယ် a တစ်ဖက်စုမယ်ဆိုတော့ဒီမှာရှိနေတဲ့ minus 4 a ကိုဒီဘက်ပို့လိုက် ဒါဆို +4e เนาะ +4e ဆိုတော့ဒီဘက်မှာပါရှိလဲ -a ရှိတယ် +4e ကျန်တာတွေအကုန်လုံးဟိုဘက်ပို့လိုက်เนาะဆိုတော့ဒီဘက်မှာရှိတာ h ရှိတယ် +2b ရှိတယ်ဒါဆိုဒီဘက်က a ကိုထားခဲ့မှာဆိုတော့ဘယ်သူနဲ့ဘယ်သူကိုပို့မလဲ -1 နဲ့ -b နဲ့ -1 ဒီပို့ဒီဘက်ပို့တော့ +b -1 ပို့တော့ +1 เนาะကဲအဲ့ဒါဆိုရင်ဒါ ဖုန်းနဲ့ e နဲ့နှုတ်တာဖြစ်တဲ့အတွက်ဘလောက်ဖြစ်သွားမလဲ 3a ကျမ်းပဲ equal to ဒီဘက်မှာက b နဲ့ b 2b နဲ့ပေါင်းတာက 3b 8နဲ့9 1နဲ့ပေါင်းတာက9အားလုံးကို3နဲ့စားလိုက်เนาะ3နဲ့စားလိုက်တော့ a ကျမ်းပဲ equal to ဒီဘက်က3နဲ့စားတော့ b ကျမ်းပဲ plus 3 3လ ी6 ဆိုတော့ a ရှာခိုင်းတဲ့အဖြေထဲမှာเนาะတီချယ်တို့ရဲ့ a ရှာခိုင်းတဲ့အဖြေထဲမှာဘာတန်ဘိုးပါသွားပြီလဲ b ပါသွားပြီအဲ့ဒါကို in terms of လို့ပြောတာဖြစ်တယ်ဆိုတော့ find a a ရှာလိုက်တဲ့ in terms of b အဖြေထဲမှာ b ပါတယ်ပေါ့ ရမလားကဲဟုတ်ပြီနော်အဲ့ဆိုတော့ဒီနောက်ဗီဒီယိုလေးဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ